တတဝတွင်ပေဂန်ဤအချိန်မှာကံတရားကအရေးကြီးပုံအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်အာတန်ကံအကြောင်းလို့ဆိုရမှာဖြစ်တယ်ဘုဒ္ဓဘာသာတွင်မှာအမြဲလုံနေတဲ့အာစိတ်နကံဆိုတာရှိတယ်ပေဂန်ဤမှာ ပြုလုပ်တဲ့သူမဟုတ်သင်္ကန်းကြီးမှာထင်ပေါ်လာတဲ့အတ္တနကံဆိုတာရှိတယ်ဆိုတော့အဲ့ဒီအတ္တနကံဟာအလွန်အရေးကြီးတယ်ပေါ့ဒီကနေ့မှာဗာစိတ်နဲ့တည်ကြမလဲမတည်ခင်မှာတတဝရရာဒေါ်ပါရင်းဖြစ်လိုက်ဒေါ်သာရင်းဖြစ်လိုက်ဝမ်းသာလိုက်ဝမ်းနေလိုက် စိတ်တွေအမျိုးမျိုးအဖုံဖုံဖြစ်ပြနေကြတယ်။ဒီဒီကောင်နေပြီဆိုရင်ကိုလုတ်ခဲ့တဲ့ကံရိပ်တွေကပေါ်လာတာပဲ။တောင်ဆွဲမှာနေဝင်တဲ့အခါတောင်ကြီးကြီးတွေထိုးပြီးပေါ်လာတယ် နေဝင်ပြီးဆိုလို့ချင်းတောင်ရိပ်တွေပေါ်လာတယ်အဲ့ဒီလိုပဲတတဝါတွေကဘဝတစ်ခုအဆုံးသက်တော့မယ်နေကုန်းချုပ်တော့မယ်နေဝင်တော့မယ်ဆိုလို့ချင်းကိုပြုတ်လောက်ခဲ့တဲ့ကောင်းတဲ့ကံရိပ်မကောင်းတဲ့ကံရိပ်တွေကပေါ်လာတာအဲ့တော့တေဂာနီမှာကံအာယုံအရေးကြီးပုံလေးတွေကိုနည်းနည်းပြောမယ် တခါတုန်းကတခါကြီးတယောက်ဟာနှစ်ပေါင်း90ကျော်တန်ခါလုပ်ငန်းနဲ့ဇီဝရှာပြီးနေခဲ့တယ်တခါမှကုသိုလ်ကောင်းမှုတွေမလုပ်ဘူးဘုံရင်ကြောင့်လည်းမသွားဘူးတရားလည်းမနာဘူးဥပုံလည်းမစောင့်တည်ဘူးအလှူဒါနလည်းမလုပ်ဘူး

ဲ့ရထဲမှာဘုံဘုံလဲတေခါနီးဖြစ်သွားပြီတဘောအလုံးပါဏာတိပါဒသူတပတ်တကူတက်ဖြတ်ပြီးတော့ဇီဝချခဲ့ခြောက်ဝေခဲ့တာအဲ့ရထဲဘုံဘုံလဲတော့သူ့မှာအာယုံကောင်းတွေမရှိဘူးအဲ့မကောင်းတဲ့အာယုံတွေကပဲလွှမ်းမိုးနေတယ်ပေါ့ အဲ့ဒီမကောင်းတဲ့အာယုံတွေနဲ့သာတေးရမယ်ဆိုရင်အဲ့ဒီလူတွေတေချာပေါ့ငရဲရောက်မှာပဲအဲ့ဒါကိုယဟန်တစ်ပါးကသိတော်မူတယ်ယဟန်တစ်ပါးကသိတော်မူတော့တနာတယ်ပေါ့သူတော်ကောင်းတွေဆိုတာဒုက္ခရောက်နေစေတတဝါဒီကိုလည်းတနာတယ်ဒုက္ခရောက်မယ်ဒုက္ခရောက်တော့မယ်ဆိုတဲ့တတဝါဒီကိုလည်းတနာတယ် ဲ့တော့ငါလိုပုဂ္ဂိုလ်ရှိရတဲ့နဲ့ဒီတတဝါအပေမကြတဲ့မှာဘူးလေလို့ယဟန်တော်ကစဉ်းစားတယ်ပေါ့နော်အဲ့ဒါနဲ့ဘုန်းကြီးကတင်ငန်းလေးယုံတပိပိုင်းပြီးတော့အဲ့ဒီအိမ်ရှိကိုကြွားသွားတယ်စွန့်လို့ခြင်းလို့မဟုတ်ဘူးစွန့်ခံခြင်းလို့မဟုတ်ဘူးအဲ့ဒီတကာကြီးကိုကဲခြင်းတော့ဒီတိုင်းဆိုရင်အဲ့ဒီတကာကြီးကငရေကြတော့မှာ တသက်လုံးနှစ်ပေါင်း90ကျော်အကုသို့လှုပ်လာခဲ့တယ်နိအဲ့ဒါအင်းရှိမှဆုံးရက်တလိုမျိုးရက်တာပေါ့အမိတ်ပိုင်ပြီးတော့အင်းရှိမှရက်နေတယ်အင်းရှိမှအမျိုးသမီးကမြင်တော့အိယာတဲ့လဲနေတယ်သူ့ယောက်ျားကိုပြောတယ်အရှင်ကျမတို့အိမ်ရှိမှဘုံကြီးတစ်ပါးရောက်နေတယ်။သူ့ယောက်ျားစဉ်းစားတယ် ဒီဘုန်းကြီးဘာကိစ္စလာတာလို့တသက်လုံးနှစ်ပေါင်း90ကျော်ငါအကုသိုလ်တွေနဲ့ပဲစီးပွားရေးလုပ်ခဲ့တာဘုန်းကြီးကြောင့်တခါမှငါမသွားဘူးဘုန်းကြီးကိုလည်းငါတခါမှဆုံးမလောင်ဘူးအဲ့တော့ဒီဘုန်းကြီးငါအင်လာစရာအကြောင်းမရှိဘူးတဲ့အဲ့တော့ဘုန်းကြီးကိုသွားခိုင်းလိုက်တဲ့နော်ဘုန်းကြီးကိုအတွေ့မခံဘူးသွားခိုင်းလိုက်အဲ့တော့ဒကမကြီးကရင်းကြီးကြီးပဲအရှင်မြတ်ကတော်ဆုံးပါဗျာ ဒကာကြီးကရိုင်းဆိုင်ပြင်မဲ့ဒကာမကြီးကယဉ်ကျေးတယ်ကတော်ဆုံးပါအရှင်ဘုရားဘုန်းကြီးကမကြွားသေးပဲနဲ့ဒကာမကြီးဒကာကြီးကျမကြီးအချိန်နေဘလို့နေတော့လို့မေးလိုက်တော့ရှင်ဘုရားဒကာကြီးကျမကြီးမကောင်းအိရာတဲ့လဲနေပြီမကြခင်ကွယ်လွန်တော့မယ်လို့ယူဆရတယ်ဗျာ ဲ့တော့နင်ဘုံကြီးကဲကဲကဲအဲ့လိုဆိုရင်ငါဝင်ကြည့်လိုက်အောင်မယ်ဘုံကြီးကအခန်းထဲကိုလိုက်သွားဝင်သွားတာပေါ့ဘုံကြီးကအခန်းထဲဝင်သွားပြီတော့တကကြီးတရဏဂုံ၃ပါးနဲ့၅ပါးသီလကိုမစောက်တင်ခြင်းဘူးလားဒီလိုမေးတယ် တရဏဂုံ၃ပါးနဲ့၅ပါးသီလကိုမစောက်တည်ခြင်းဘူးလားဆိုတော့တခါကြီးကလည်းစောက်တည်ခြင်းပါတယ်ဗျာကဲအဲ့ဒါဆိုရင်လိုက်စုပေါ့ဘုန်းကြီးကတိုင်ပေးတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတိုင်ပေးတာတခါကြီးကလည်းလိုက်စုတာပေါ့တရဏဂုံ၃ပါးပြီးလို့၅ပါးသီလကိုဆက်ပြီးတော့တိုင်ပေးမယ်လို့လုပ်တာပေါ့နော် ဒါပေမဲ့အဲ့ဒီကကြီးလိုက်မစိုးနိုင်တော့ဘူးခြာကလေးပြီးတော့လေဖြတ်တယ်လို့ဖြစ်ပြီးတော့ခြာလှုပ်လို့မရတော့လိုက်မစိုးနိုင်တော့ဘူးပေါ့တရဏဂုံသုံးပါးလောက်ပဲစိုးနိုင်လိုက်တယ်ငါးပါးတိလာမစိုးနိုင်ဘူးအဲ့ဒါနဲ့ဘုန်းကြီးကလည်းအေးဒီလောက်ဆိုရင်တော့လုံလောက်ပါပြီဆိုပြီးတော့ဘုန်းကြီးကပြန်ကြွသွားတယ် ဘုံကြီးပြန်ကြွလို့မကြခင်မှာပဲအဲ့ဒီတခါကြီးဆုံးသွားတယ်တော့ဒီကနီးမှာတရဏဂုံသုံးပါးကိုအာယုံယူလိုက်နိုင်တဲ့အတွက်ကြောင့်စတုမဟာရိနတ်ဘုံကိုရောက်သွားတယ်တသက်လုံးနဲ့90ကျော်အာကုတ္တတွေလုတ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအာကုတ္တတွေကအကျိုးပေးဖို့အတွက်အခွင့်အရေးမရလိုက်ပဲနဲ့ တေခါနီးလေးမှာစောက်တည်လိုက်တဲ့တရဏဂုံသုံးပါးကအကျိုးပေးခွင့်ရသွားတယ်။အဲ့ဒါကိုအတန်နကံလို့ခေါ်တယ်။အဲ့တော့အဲ့ဒီဘုန်းကြီးအဲ့ဒီဒကာကြီးကလက်ပြရောက်သွားတော့ဒုက္ကံကိုပြန်စဉ်းစားရတယ်ပေါ့နော်။ငါသားဘဝမှာငါဘလို့ကုသိုလ်ကံကြောင့်အခုလိုနှက်ဖြစ်ခဲ့တာတော့လို့ပြန်စဉ်းစားလိုက်တော့ကုသိုလ်မယ်မယ်ရရမရှိဘဲနဲ့တေခါနီးမှာစောက်တည်ခဲ့တဲ့တရဏဂုံသုံးပါး ကြောင့်အခုလိုနှက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ချက်ချင်းပဲသူ့တရဏဂုံပေးတဲ့ကြီးစုရှင် ဖုံတော်ကြီးစီကိုအရောက်လာခဲ့ကိုရံကိုရီတောက်ပါပြီးတော့ဟဲ့တကားကြီးဘသူတော့တပြည့်တော်စတုမဟာရိနတ်ဘဝမှာဖြစ်အောင်အေးအဲ့ဒါဘာလို့မလဲဆိုတော့တပြည့်တော်အရှင်ဘုရားရဲ့ကျေးဇူးကြောင့် အခုလိုနှက်ပြရတာပါတပည့်တော်ဒေဂာနီမှာအရှင်ဘုရားတရဏဂုံသုံးပါလာပေးတယ်လေဩအေဟုတ်ပြီငါမှတ်မိပြီအဲ့ဒီတရဏဂုံသုံးပါရဲ့အစွမ်းကြောင့်တပည့်တော်အခုလိုစတုမဟာရိနှက်ပြနေရပါလေပေါ့အကယ်၍အရှင်ဘုရားကသာ ငါးပန်းတီလာဆက်ပြီးမယ်ဆိုလို့ရှင်တပည့်တော်အထက်နှစ်ပြည့်ကိုရောက်မှာတော့တဏ္ဍကုံသုံးပါးနဲ့တောင်မှစတုမဟာရိနဲ့ပုံရောက်တယ်ဆိုတော့ငါးပန်းတီလာဆိုအထက်တာဝရိန်သာတို့သူတိတာလို့ရောက်နိုင်တယ်ပေါ့အေးတကကြီးတဲ့မတက်နိုင်ပါလေတကကြီးမှလိုက်မစိုးနိုင်တာတဲ့ဘုန်းကြီးကတော့ပြေးဖို့လုပ်သားပဲတကကြီးမှလိုက်မစိုးနိုင်တာဟုတ်ပါတယ်ဗျာတပည့်တော်ကတဏ္ဍကုံအစွမ်းအကျိုးကြီးမှာပုံကိုပြောတာပါဗျာ ဆိုပြီးတော့ကြောပြီးတော့ပြန်သွားတယ်။အေးအဲ့တော့အဲ့ဒီမှာအကုသိုလ်တွေအလုံးများပေမဲ့သင်္ခါနီအာယုံကောင်းကိုရအောင်ယူလိုက်နိုင်တယ်ပေါ့နော်။တရဏဂုံသုံးပါအာယုံကိုယူလိုက်နိုင်တယ်။ဒါကြောင့်ကောင်းရံတုက္ကတိရောက်သွားတာ။ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေပေကာနီလူမမာတွေဆိုလို့ရှိရင် ပရိတရားတွေဖွင့်ပေးကြတယ်ပဋ္ဌာန်းတွေဖွင့်ပေးကြတယ်တရားစာတွေရွတ်ဖတ်ပေးကြတယ်အာမလုပ်တာလဲဆိုတော့အာယုံကောင်းယူနေအောင်လို့နော်အာယုံကောင်းတွေကိုယူနေအောင်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုပိုင်တဲ့ပစ္စည်းတွေကိုဆွဲလန်းပြီးတော့တည်သွားမယ်ကိုမိသားစုဝင်တရားရောက်ကိုဆွဲလန်းပြီးတည်သွားမယ်တူတရားကိုမကြင်မနဲ့တဲ့စိတ်နဲ့တည်သွားမယ်ဆိုရင်အပေလေးပုံရောက်သွားနိုင်တယ်လေ မကျင်တဲ့စိတ်စိတ်နဲ့ទីမယ်အစွဲတွေနဲ့ទីမယ်ဆိုရင်မကောင်းတဲ့ပုံရောက်သွားနိုင်တယ်ဘူးဒါကြောင့်တေခါနီးမှာကောင်းတဲ့အာရုံယူနိုင်ဖို့အရေးကြီးတယ်တတဲ့လုံးကုသိုလ်တွေလုံလာခဲ့ပြီမယ်ဒီကနေ့ကြမှာဒီစုံတစ်ခုကိုဆွဲလန်းပြီးတော့တည်သွားရင်နော်မေတ္တိဆန်ပိတ္တာလေးဖြစ်နိုင်တယ်သတိပြုဖို့ကောင်းတယ်အေးတတဲ့လုံးအကုသိုလ်လုံလာခဲ့ပြီမယ်ဒီကနေ့မှာကောင်းတဲ့အာရုံကိုယူနိုင်ခဲ့ရင်လဲကောင်းတဲ့ဘုံကိုရောက်နိုင်ပြန်ရော တတိပြုဖို့ကောင်းပါတယ်နော်ဒီခုနကဇလန်းဒီနေပေါင်း90ကျော်အကုတို့လုတ်ခဲ့ပြီမယ်ဒီကနီးမှာတရဏဂုံ၃ငါးကိုစောက်တီပြီးတော့ထေသွားတာမို့လို့အဲတရဏဂုံကအကျိုးပေးခွင့်ရသွားပါတယ်နော်ဆားထဲမှာဥပမာပေးတာရှိတယ်နွားချံတချံရှိတယ်နွားချံမှာနွားတွေအများကြီးအပြစ်ထဲထားတယ်အဲ့တော့နွားချံတကားကိုဖွင့်လိုက်ပြီဆိုရင် ဘယ်နွားကပထမဦးဆုံးထွက်ခွင့်ရမလဲလို့ဆိုရင်အဲ့နွားချံအဝမှာရှိတဲ့နွားကပထမဦးဆုံးထွက်ခွင့်ရတယ်အဲ့နွားချံအဝမှာရှိတဲ့နွားဒီနွားအိုကြီးပဲဖြစ်ဖြစ်နွားပိန်ကလေးပဲဖြစ်ဖြစ်နွားပေါက်စားကလေးပဲဖြစ်ဖြစ်သူပထမဦးဆုံးထွက်ခွင့်ရတာအဲ့ဒီဥပမာလေးမှတ်ထားပါဦးဘဝတစ်ခုလုံးမှာကုသိုလ်တွေလုပ်ခဲ့ကြတယ်အကုသိုလ်လုပ်ခဲ့ကြတယ်ဘသူကပထမဦးဆုံးအကျိုးပေးမလဲလို့မေးရင်အဲ့ဒီဧကန်ဤကာလမှာ ြုလုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကအကျိုးပေးခွင့်ရသွားတယ်။နွားချံတဲ့မှာနွားတွေအများကြီးရှိပြီမယ်။ချံဝါကနွားကပထမဦးဆုံးထွက်ခွင့်ရတယ်လို့တေဂာနီးမှာပြုလုပ်တဲ့ကံကပထမဦးဆုံးထွက်ခွင့်ရသွားတယ်ပေါ့။ဒါကြောင့်တေဂာနီးမှာဗာစိတ်နဲ့တေးကြမလဲဆိုတာကိုကြိုတင်ပြင်ဆင်ဖို့လိုပါတယ်နော်။ကဲနောက်တစ်ခုဥပမာနောက်တစ်ခုဇလန်းလေးတစ်ခုပေါ့။နောက်တကကြီးတယောက်ကြတော့ဘုံတာပါတာပဲ။ တတန်လွန်းသူနှစ်ပေါင်း30ကျော်လောက်ကမ္မထမ်းနေပွားများအထောက်တယ်တတန်လွန်းဒီပါပေါ့နော်နှစ်ပေါင်း30ကျော်ကမ္မထမ်းနေအထောက်တယ်ဒါမှကမ္မထမ်းအထောက်တာနီးမကြလို့လားမပြောတတ်ဘူးဘာမှအာယုန်နမိတ်တွေမထင်ဘူးပေါ့ဆိုတော့ဒါကတရားမတို့တတ်ဘူးပေါ့နော်နှစ်ပေါင်း30ကျော်အထောက်ပြီမှတရားကဘာမှထူးမလာဘူးမတို့တတ်ဘူးအဲ့ဒီမှာအဲ့ဒီကကြီးက ဒီတရားတွေအထုတ်တာဘာလည်းမထူအလကားပဲဆိုပြီးတော့ဘာသာပြောင်းသွားတာတရားတော်ကိုနှစ်ပေါင်း30ကျော်လောက်အထုတ်ပြီးခါမှဒီတရားတွေကအလကားပဲဘာမှမထူပါဘူးဘာအကျိုးမရှိပါဘူးဆိုပြီးတော့တရားလည်းအမထုတ်တော့ဘူးအယူမှားသွားတယ်ပေါ့နော်အယူမှားသွားတယ်အဲ့တော့ပေကံကြီးမှာအဲ့ဒီအယူမှားတဲ့စိတ်နဲ့တည်သွားတာမို့လို့မိချောင်းပိတ်တာကြီးသွားဖြစ်တာ တည်တဲ့ခါမှာမရောင်းရင်းသွားဖြစ်တယ်ကြည့်နော်နှစ်ပေါင်း30ကျော်တရားအထုတ်ခဲ့တယ်အဲ့30နှစ်ပေါင်း30ကျော်အထုတ်ခဲ့တဲ့တရားကအကျိုးပေးခွင့်မရဘဲနဲ့အယူမှားတဲ့စိတ်နဲ့တည်သွားတာမို့လို့ပိတ်တံသွားဖြစ်တာမိချောင်းပိတ်တာကြီးသွားဖြစ်တာမို့နော်အညာကုသိုလ်ဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖြစ်တေခါနီးမှာဘာစိတ်နဲ့တည်ကြမလဲကုသိုလ်စိတ်နဲ့တည်မလားအကုသိုလ်စိတ်နဲ့တည်မလားတေခါနီးမှာပြုလုပ်တဲ့ကံဟာတော်တော်အရေးကြီးတယ် ပထမလူကကြတော့နှစ်ပေါင်း90ကျော်အကုသူတွေလုခဲ့ပြီပဲဒေဂာနီမှာတရဏဂုံအာယုံယူနိုင်လို့လက်ပြကိုရပါတယ်ဒုတိယလူကကြတော့နှစ်ပေါင်း30ကျော်ကမ္ဘာထမ်းကိုအထုတ်ခဲ့ပြီမဲ့ဒေဂာနီမှာအယူမှားသွားတဲ့အတွက်ကြောင့်ပိတ်တာသွားဖြစ်တယ်မယောင်ပိတ်တာကြီးသွားဖြစ်တယ်ဒါကြောင့်ဦးဇနုဒဂရကမတို့တရဏဂုံ၃ပါးအစွမ်းကိုလည်းရှင်းမတွက်နဲ့အကုသူတေးသေးလေးဆိုပြီးတော့လည်းရှင်းမတွက်နဲ့ နော်ပေကန်နီးမှာအဲ့ဒီအကုသိုလ်တိတိလေးရလဲအကျိုးပေးတယ်ကုသိုလ်တိတိလေးရလဲအကျိုးပေးနိုင်ပါတယ်ဒီကောင်းပြီဒါကြောင့်အဘိဓမ္မာထဲမှာအာတနကံလို့ခေါ်တဲ့တေကန်နီးပြုလုပ်တဲ့ကံတေကန်နီးထင်လာတဲ့ကံတွေဟာအလွန်အရေးကြီးတယ်လို့နားလည်သိရှင်းပါတယ်တော့ဒီနေ့လူရှင်များနဲ့တူပါဓမ္မမိတ်ဆွေများအားလုံးဗုဒ္ဓဘာသာဒေသနာတော်အရာမြတ်စွာဘုရားရဲ့ဒေသနာတော်အရာ တတဝါတွေကိုစီမံခန့်ခွန်းနေတာကဘာလို့မှမဟုတ်ဘူးကံတရားတွေပဲကံမံတတ္တိဝိပဇ္ဇတိနော်တတဝါတွေကိုစီမံခန့်ခွန်းနေတာကံတရားတွေပဲဘုရားရှင်ကနေပြီးတော့ဟဲ့ဘသူကတော့နှက်ပြီးသွားဘသူကတော့ငရဲကြဘသူကတော့ပိတ်တာဖြစ်လို့ခန့်ခွန်းနေတာမဟုတ်ဘူးကိုလှုပ်ခဲတဲ့ကံတရားတွေကပဲကိုကိုစီမံနေတာဖြစ်တယ်ပေါ့ဒါကြောင့်ကံတရားတွေရဲ့သဘောတရားကိုနားလည်ပြီးတော့တတ်နိုင်သမျှတတ်နိုင်သမျှအကုသိုလ်တွေကိုခြောင်ချကုသိုလ်တရားတွေကိုပြုလုပ်ပြီးတော့ စိတ်ထားကောင်းစွာနဲ့မြတ်စွာဘုရားဆုံးမတော်တိုင်းလောကအကျိုးသဒ္ဒနာအကျိုးကိုပယ်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကောင်းသတည်း